ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးပြရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာငွေနေဓမ္မဒီလက်ဆောင်ကဏ္ဍကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် ဒီကနေ့အောက်တိုဘာလ3ရက်နေ့မှာဆက်ရောက်တဲ့မွန်ရှင်များကတော့ရှင်းပြည်နယ်မှာမောင်ပွေးအိုရန်ကုန်မှာဖရန်စစ်အက်ဒမန်မွန်ရွာမြို့မှာနေလာအောင်ခေါ်ပြင်ယူပြင်ဦးတွင်မှာဝစ်ချင်ဖရန်စစ်ကသူလာရှင်အတင်းကိုင်းမှာစစ်ဆဲမာရီခွန်ဆန်ရင်းချံမြို့မှာဖရန်စစ်ဆန်းတွင်ရှင်းမာဝင်မြို့နယ်တရက်ကန်ရွာမှာ စော်စုံပြင်မနာပေါင်လောင်းနှစ်ချယ်ရီလန်အမှတ်1045မှာထွေစာမေတ္တာညွန်နိုင်ခါစစ်စကင်းတူလာရှင်သင်္ကိုင်းမှာပဲစစ်ဆဲထွေစာဒံမန္တလေးမြို့မှာကာဘီရဲ့ပန်ပြီးမတော်ပဲဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ3ရက်နေ့မှာကြက်ရောက်တဲ့ဝင်နေရှင်များကြီးစုနာရှင်အပိနေကြသူများအားလုံးပေါ့ ဖာဘုရားသခင်ရဲ့ကောင်းချီးကျေးဇူးတော်များဆရာတော်ဘူးတို့၏ခံစားရပါစေကြောင်းအချက်သမားတရားမြန်မာဝိုင်းစီတီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်တွန်ကနေစုမုံကောင်တောင်ပင်ရေတည်တန်ရှင်ဝဲကြီးတည်ဆိုထားတဲ့ဘုရားရဲ့လက်တော်လေဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်မျောလင်းခြင်းညာရောင်းဝင်မှုတော် me millionaire me the Lord Say one wine got long in my inside eyes she got be great ချင်းပဲဒူလာပြီဟေးကူမလဲလူဘွားရာတိုင်းဟာအခေါ်မွေတခုလိုပဲလူဘွားမချင်း ာဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာ။အိုတနာကယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမျက်မပြတ်စောင့်ရှောက်ရဲ့ရှိသည်ကိုယုံကြည်ကြပါ၏။သာသမီတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမတ်အန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ိုရောရှင်မှလွဲ၍ညီတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေတော်မူပါလိုအပ်နေသော စေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လဲ၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးတွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်မင်္ဂလာပါချစ်လာတော်ဓမ္မမိတ်ဆွေပေါင်းတို့ဒီနေ့ကြားနာရတဲ့အကျမ်းစာတော်တွေမှာနာခံမှုမရှိခြင်းရဲ့အကျိုးဆက်တွေနဲ့နားထောင်ခြင်းရဲ့အရေးပါပုံဆိုတဲ့အဓိကအကြောင်းအရာတွေကို တွေ့ရပါတယ်ဘာရုစကျမ်းအခန်းကြီး1အငယ်15ကနေ22ဟာဆိုရင် ပြည်သူတွေရဲ့နှဆိုင်နဲ့ဝန်ခံချက်တစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ရှက်ယွံ့မှုနဲ့ဆင်းရဲဒုက္ခတွေဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပဲဖျားသခင်ရဲ့ပြည့်ညက်တော်တွေကိုဆက်လက်မနာခံတဲ့အတွက်ဓာတ်ရိုက် အကျိုးဆက်အနေနဲ့ဖြစ်ပေါ်လာတယ်ဆိုတာကိုဝန်ခံခဲ့ကြပါတယ်။သူတို့ဟာတစ္ဆာမရှိခဲ့ကြဘူး။ပရောဖက်တွေကိုလက်လူရှုခဲ့ကြပြီးကိုကြိုးစည်းဝါးကိုပဲလိုက်စားခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ကြပါတယ်ဒီအကြောင်းအရာကိုပဲ ရှင်လုကာအင်္ဂလိပ်ကျမ်း အခန်းကြီး30အငယ်73ကနေ75မှာလည်းပဲထပ်မံတွေးရှိရပါတယ်ယေရှုကိုယ်တော်ကခိုရာစိန်နဲ့ဗေဒေစာမြို့တွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်ဖျားသခင်ရဲ့တကူတော်ကိုမြင်တွေ့ရပြီးမှ နောင်တရသင့်ပေမဲ့လည်းပဲသူတို့ဟာခက်ထန်နေစေ ဖြစ်တာကြောင့်ယေရှုကိုယ်တော်က ူတို့ရဲ့ယုံကြည်မှုအားနည်းခြင်းအတွက်မဟုတ်ပဲအံဩဘွယ်နမိတ်တွေကိုညှင်းပယ်ခဲ့တဲ့အတွက် ပြည့်တင်ရှုတ်ချခဲ့တာပဲဖြစ်ပါတယ်ဒီကျမ်းပိုက်တွေအားလုံးကိုခြုံငုံကြည့်မယ်ဆိုရင်ဖျားသခင်ဟာဝေးကွာနေတဲ့ကျင်နာတတ်တဲ့ပုဂ္ဂိုလ်တပါးတဲ့ပုံစံနဲ့မဟုတ်ဘဲနဲ့ကျွန်ုပ်တို့ကိုနားထောင်ဖို့နဲ့တုံ့ပြန်ဖို့မျှော်လင့်နေတဲ့အရှင်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသတိပေးလိုက်တာပါပဲ။ ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ဘဝမှာဖះသခင်ရဲ့အတန်တော်ကိုဘယ်လိုမျိုးလက်လူရှုနေမိသလဲဆိုတာကို ပြန်လဲဆင်ခြင်သုံးသပ်ဖို့လိုအပ်လှပါတယ်။ဒါဟာနေ့စဉ်ရွေးချယ်မှုတွေကနေစပြီးတော့မှကျွန်ုပ်တို့ရဲ့ကိုယ်ကိုယ်ကိုသိစိတ်နဲ့စန့်ကျင်တဲ့ပုံမူကြီးမားတဲ့လောရက်တွေအထိဖြစ်နိုင်ပါတယ်။ဒီနေ့ဖက်နေရတဲ့ကျမ်းပိတ်တွေကတကယ်ပဲယင်နှလုံးသားတွေကိုထိစေပါတယ်။ ဖျားသခင်ရဲ့အတန်တော်ကိုကြားခဲ့ဘူးတဲ့အချိန်တွေဥပမာပို့ပြီးတော့မှတီးခံဖို့တစုံတရာကိုခွင့်လွတ်ဖို့ဒါမှမဟုတ်အခြားသူတယောက်ကို ကူညီဖို့ကိုယ့်ရဲ့တက်တောင့်တက်တာနေရာကနေထွက်ပြီးတော့မှလှုပ်ဆောင်ဖို့တိတ်တဆိတ်နှိုးဆော်ခဲ့တာတွေကျွန်ုပ်လက်လျှူခဲ့ဘူးတာတွေကို ပြန်တွေးမိပါတယ်။ဘာလို့ကျန်းနေကလူတွေနဲ့ယေရှုကိုတော့ပြစ်တင်ရှုတ်ချခဲ့တဲ့မြို့တွေလိုပဲ ကျွန်ုပ်ရဲ့ရှေ့မှာအံ့ဩဖို့နမိတ်တွေရှိခဲ့ပါတယ်ဒီနေ့ရဲ့သတင်းစကားကရှင်းပါတယ်နားထောင်ပါပြီးတော့လှုပ်ဆောင်ပါမနာခံမှုရဲ့အကျိုးဆက်ကိုသိဖို့ဘေးဆိုးတွေဒါမှမဟုတ်တရားစီရင်ခြင်းတွေကို မဆောင်ပါနဲ့အခုပဲကိုတော်ရဲ့အလိုတော်အတိုင်းလိုက်လျှောက်ဖို့ရွေးချယ်ပြီးစတင်လိုက်ပါဓမ္မမိတ်ဆွေအပေါင်းကောင်းမွန်စွာရှောက်နိုင်ကြပါစေ ကြားနာသူအပေါင်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။ထိမ့်သိမ့်ကြစေတဘာဝပါသောတာရှင်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစေတဘာဝအမွေဆိုတဲ့ကံတာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့တဘာဝပါဝင်ခြင်းပျက်စီးမှုများအတွေ့အမြဲတမ်းဆက်ဆက်နေတဲ့ ကျွန်တော်တို့လူသားတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တောရရှင်တပမိတ်ဆွေပေါင်းတို့ခင်ဗျာ။ပဝင်းကြီးမှာဖြစ်နေတဲ့တဘာပဝင်းကြီးပျက်စီးမှုများကို ဖြေရှင်းတဲ့နေရာမှာကျွန်တော်တို့လူသားများဟာအဓိကအကြဆုံးပဲဖြစ်ပါတယ်။ပျက်စီးမှုများဟာလည်းကျွန်တော်တို့လူသားတွေအကြောင်း ဖြစ်ရသလို ပြန်လည်တည်ဆောက်မှုအပိုင်းမှာလည်းကိုကြီးအားပေးဖို့ရာ ကျွန်တော်တို့လူသားများပဲအဓိကကြလာပါတယ်။ ါပေမဲ့ဒီလိုပြဿနာများနဲ့ကျွန်တော်တို့လူသားတွေနဲ့ဆက်သွယ်မှုကို ထောက်ပြနေုံတက်တက်နဲ့တော့ကျွန်တော်တို့ဟာဒီသဘောပအဝင်ကြီးပျက်စီးမှုပြဿနာများကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကျွန်တော်လူသားတွေရဲ့လက်ရှိနေပုံထိုင်ပုံလောကင်ပုံများဟာသဘောပအဝင်ကြီးကိုဘယ်လောက်ထိပျက်စီးနိုင်နေဆိုတာကို အတွင်းကြကြလေ့လာဖို့ရတယ်အရေးကြီးလာပါတယ်လေ့လာသုံးသပ်သူများရဲ့အဆိုအရလူသားတို့ရဲ့အတတ်ပညာ တီထွေဖန်နိုင်မှုတွေစွာအားတွေထွန်းကားလာတာတွေဒါလည်းတစ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့လူသားများရဲ့တီထွင်စမ်းသပ်နိုင်မှုဟာအောင်မြင်မှုရဲ့ကျော်လွန်နေတဲ့အတိုင်းအတာတစ်ခုကို ရောက်ရှိနေပြီဆိုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလွန်ခဲ့တဲ့ရာသုနှစ်များအတွင်းမှာတဖြည်းဖြည်းတိုးတက်လာခဲ့တာဖြစ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ရေထားတွေစကားပြော ကြီးနန်းတွေလက်စစ်တအားတွေမော်တော်ကားတွေ လင်းရင်ပြန်နေဓာတုဗေဒပစ္စည်းတွေလက်ရှိလက်ပတ်နေတဲ့စက်ယုံတွေခင့်မိတဲ့စေဝါတွေသတင်းဖြန့်ချိန်မှုနည်းပညာတွေမကြာခင်ကမှခေတ်စားလာတဲ့ကွန်ပျူတာတွေဒီဂျစ်တယ်အသုံးဆောင်ပစ္စည်းတွေနောက်ဆုံးစက်ယုံများအမှုမြူထက်သင်းငယ်တဲ့ပစ္စည်းများကိုခွဲစိတ်လေ့လာနိုင်တဲ့ပညာရပ်တွေစသည်ဖြင့်တစ်စီမိတစ်စီတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ဒီလိုတိုးတက်မှုများဟာ အယံကိုဝမ်းသာအားရဖြစ်စီအကြောင်းအရာတွေပဲဖြစ်ပါတယ်။ဤပညာအတတ်ပညာသိဘပညာများဟာဘုရားသခင်ရဲ့ဒီသရတော်နဲ့ဆက်ညီမှုမရှိပါဘူး။ကျွန်တော်တို့ရဲ့တည်ထင်ကြံစားမှုစွမ်းအားကနေတီးပွင့်လာတဲ့အသီးပွင့်တွေပဲဖြစ်ပါတယ်။ထို့သူဆက်လက်တိုးတက်ဖို့ရလှုပ်ဆောင်နေကြတဲ့အစင်းစင်းလက်စင်ကံအမွေတွေကိုပေးစွမ်းနေကြတဲ့ပညာရှင်များကိုလည်းကျေးဇူးတင်ကြပါပဲဖြစ်ပါတယ်။ဒီလိုခေတ်ဆက်ဆက်တိုးတက်မှုတွေမှာ လူသားများဟာတဘာပောင်းခြင်းမှာရှိတဲ့တဘာဝတရားများကို ပြုပြင်ဖန်တီးပြီးနေထိုင်လာကြတာဖြစ်ပါတယ်။ဒါတဘာဝရဲ့အကျိုးကျေးဇူးတစ်ခုဖြစ်သလို လူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်ကျေးဇူးတော်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုသိပ္ပံပညာဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လေတည်ထွင်သူများ ပြုစုသူများကိုကျွန်တော်တို့လူသားတွေအနေနဲ့ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ်။ ဒီလိုတိုးတက်မှုများဟာကောင်းမွန်တဲ့လမ်းညွှန်ချက်တွေကောင်းမွန်တဲ့အသုံးချမှုတွေရှိခဲ့ရင်တော့အလွန်ကောင်းမွန်လာပါလေ။နံပါတ်7သွေးများအိမ်တွင်အသုံးဆောင်ပစ္စည်းများတရားကြီးများအဆောက်အုံတည်ဆောက်မှုနည်းပညာများကျွန်တော်လူသားများအတွက်အပန်းဖြစ်ပစ္စည်းများစသဖြင့်တီထွင်ထုတ်လုပ်လုပ်ကံကြတာဟာလူနေမှုစနစ်ကိုမြင့်တင်ပေးတဲ့အချက်တွေပဲဖြစ်ပါလေ။အမှုပညာတင်ဆက်မှုများဖန်တီးမှုများဟာလည်း လောကထဲမှာနင်မောနေတဲ့လူတွေအတွက်စိတ်သက်သာရာကိုရစီပါတယ်ဒီလိုမျိုးတီထွင်ထောက်လုပ်နိုင်တာဟာလေဖះရှင်ဖန်ဆင်းထားတဲ့သရဝါရီထဲမှာကျွန်တော်တို့လူသားများဟာထိတ်ဆုံးရပဲဖြစ်ပါတယ်တခြားသောသရဝါများတိရိစ္ဆာန်များဟာဒီလိုခံစားတီထွင်နိုင်ဖို့ရာခဲရင်လာပါတယ်ဒါပေမဲ့ကျွန်တော်တို့လူသားတွေရဲ့ကဘာကြီးကိုအုပ်ဆိုးထားမှုဟာတတိပြုစရာအခြေအနေမှာရှိနေပါတယ် ရှားကြီးမားလာတဲ့ဤပညာများဟာသဘောဝတရားကို ပုံပြောင်းသွားနိုင်စီပါလေဥမာယပြောရမယ်ဆိုရင်အမှုမျိုးဆိုရင်တတ္တပိရပညာရဲ့မှာလင်းမြန်စွာတိုးတက်လျက်ရှိတဲ့အချက်တွေသတင်းအချက်ရဲ့ဤပညာတိုးတက်မှုတွေတက်ရှင်များရဲ့ဒီအရေကို လေ့လာပြီးမိမိတို့စိတ်ကြိုက် ပုံဖော်တိဆောက်တဲ့သရဝဆန်းတွေစတဲ့ဆွမ်းအားရှိတဲ့ဤပညာများဟာ ဂရုပြုရမယ်အချက်တွေလည်းဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်တော့ဒီနီးပညာများကို ပိုင်ဆိုင်ထားပြီးငွေကြေးအင်အားလည်းတက်နိုင်တဲ့သူများဟာလက်ရှိကမ္ဘာပေါ်မှာ အာဏာဆိုတဲ့လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။တကယ်တမ်းဒါတွေကိုပြန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လူသားဟာလူသားအချင်းချင်းနဲ့တတ္တလောကအပေါ်မှာ ကြီးမားလာတဲ့အာဏာတစ်ခုကိုရရှိခြင်းဖြစ်ပါတယ်။ဒီစွမ်းအင်တွေကို ဘယ်လိုမျိုးပုံစံနဲ့အသုံးချမလဲဆိုတာကတော့အတော်ကိုစင်ကျင်ကြရမယ်အချက်ပဲဖြစ်ပါလေအနာဂတ်တွေအမခန့်ချက်ကင်းမဲ့တဲ့အခြေအနေမှာရှိနေရင်တော့အတော်ကိုစိတ်ပျက်စရာပဲဖြစ်ပါလေဒါရီယာကျွန်တော်တို့ထောက်ကျူစဉ်းစားရမယ်အချက်တွေပဲဖြစ်ပါလေမိတ်ဆွေများခင်ဗျာမိမိတို့ရဲ့တိုးတက်လာတဲ့လူသားအဖြစ်အခြေအနေကိုစင်ကျင်သုံးသပ်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ဘဝတွေကိုတဘာဝကြကြနေထိုင်နိုင်ဖို့ရာစူးစမ်းဖို့ရာ လိုအပ်လာပါတယ်။တတ်မှတ်ထားတဲ့အချိန်လဲပြည့်တော်မှာမို့ဒီတစ်ပတ်မှာတော့ဒီမှာပဲရန်တော်ဝင်ပြူပါ။နောက်တစ်ပတ်မှာသဘာဝတရားပါဝင်ခြင်းနဲ့အဓိကပြဿနာဖြစ်တဲ့ကျွန်တော်တို့လူသားတွေရဲ့အကြောင်းကို အပိုင်းနှင်းနေနဲ့ကျွန်တော်ဆက်လက်တင်ပြပြီးတော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့သဘာဝကြကြနေထိုင်ခြင်းဖြင့်သဘာဝတရားကိုထိန်းသိမ်းနိုင်သောပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစီ။ကျွန်တော်ဇော်နိုင်ဦးပါ။ ောက်တိုဘာလအတွင်းကဘာကြီးငိမ့်ချမ်းရေးအတွက်စိတ်ပရိစိတ်ကြရန်ပုံရံမင်းကြီးဆက်လက်တိုက်တွန်းတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ကဘာကြီးငိမ့်ချမ်းရေးအတွက်စိတ်ပရိကိုနေ့စဉ်စိတ်ကြပါစို့။အောက်တိုဘာလကိုစတင်သောဤလတွင်ပုံရံမင်းကြီးလီယို34သည်ကက်သလစ်ဘာသာဝင်များကျွန်တို့ကဘာကြီးငိမ့်ချမ်းရေးအတွက်နေ့စဉ်စိတ်ပရိစိတ်ကြရန်နှင့်မိမိတို့၏နေစဉ်ဘဝများတွင်တစ္ဆာရှိသောပြန်လည်တင့်မြတ်ရေး၏အတုံးတော်ကံများ ဖြစ်လာစေရန်အိတ်ခေါ်ခဲ့ပါသည်။တန်ရှင်သောစိတ်ပရိစိတ်ချင်းတွေရည်စူးထားသောအော်တိုဘာလကိုကျွန်ုပ်တို့စတင်ပြီဖြစ်သောကြောင့်ကျွန်ုပ်တို့ကွာကြီးငိမ့်ချမ်းရေးအတွက်နေတိုင်းစိတ်ပရိစိတ်ချင်းကိုပြုလုပ်ကြပါရန်ကျွန်ုပ်ဖိတ်ခေါ်ပါသည်။ယာမင်းကြီးလေးတို့၁၄ဒီလူတို့တွေ့ဆုံပွဲ၌ဘာသာစကားမျိုးမျိုးပြောသောအဖွဲ့များကိုမိန့်ကြားရာတွင်ဤသို့တိုက်တွန်းပြောကြားခဲ့ပါသည်။ဘုရားမင်းကြီးကတက္ကပါလုံး၌ဖြစ်ပွားနေသော ပရိပခါများနှင့်စစ်ပွဲများကြားတွင်ဘာသာဝင်များအား၎င်းတို့၏နေစဉ်ပုံမှန်ဘဝများ၌ငြိမ်းချမ်းရေးကိုမြင့်တင်ရန်တိုက်တွန်းခဲ့ကာသင်တို့သည် နေစဉ်ဘဝများ၌သစ္စာရှိသော ပြန်လည်သိမြတ်ရေး၏အသုံးတော်ခံများဖြစ်ကြပါစေ။ထိုနေရာ၌ရှိနေသော အာရဗ်စကားပြောသောဖျားဖူးများအားညွှန်၍ခရိယန်များသည်မေတ္တာနှင့်ခွင့်လွှတ်ခြင်းသည်ဒဏ်ရာတိုင်းထက်ပို၍ကြီးမြတ်ပြီးမတရားမှုတိုင်းထက်ပို၍အကောင်းကြောင်းတည့်တေခံရန် ဟောဆိုခြင်းခံရသူများဖြစ်ကြောင်းတတိပေးခဲ့ပါသည်ထို့ပြင်ပုံရမင်းကြီးကပေါ်တူဂီစကားပြောသောဘာသာဝင်များငင်းချိုင်းရင်နှင့်ဂိူနာဤသာသနာပြုများဖြစ်လာရန်တောင်းဆိုခဲ့ပြီးပြင်သစ်စကားပြောသောဘာသာဝင်များအားလည်းကျွန်ုပ်တို့၏ပြက်ကွက်မှုများသို့မဟုတ်ကွဲပြားခြားနားမှုများထက်တာလွန်သောငင်းချိုင်းရင်နှင့်မေတ္တာဤတည်တည်ခံများဖြစ်လာရန်တောင်းဆိုခဲ့ပါသည် ။ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။တော်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။